နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးတဲ့ရင်ကတော့သခိုင်းတိုင်းဒီဘေးရင်မှာမြန်မာနဲ့ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့ရဲ့စီးကိန်းရှင်ပြိုင်ပွဲပြန်လည်တက်တာမှုကိုကြည့်ရှုနေတဲ့လဖိတ်ရေးဆိုင်ကိုစစ်ခွေးတက်ကလေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူ၁၈ဦးထဲမှနေတေဆုံးပြီး30ထဲမှနေဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ9ရက်နေ့နေ့လယ်တန်တားအချိန်ကစတင်ပြီးတော့စစ်ခွေးတက်ကလေကြောင်းတက်ခတ်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မနေ့ကည8နာရီအချိန်မှာဒီသိန်းမျိုးနဲ့ မရကန်ချီးပါလဖေးဆိုင်မှာစီးကိန်းပြိုင်ပွဲအဖြစ်မြန်မာအမျိုးသမီးဘောလုံးအသင်းနဲ့ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့ဘောလုံးပွဲကိုပြန်လည်ပြသနေတဲ့အတွက်ပြည်သူများဝိုင်းဝန်းကြည့်ရှုနေကြတယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာစစ်ခွေးတပ်ကလေရင်နဲ့ဘုံနှလုံးချဲချခဲ့ရာပြည်သူ၁၈ဦးသေဆုံးသွားတယ်လို့သိရပါတယ်။ 你们苗族人民不能为变别着和姐妹的，那得在我彭家山多少吧？在多少个彭家龙家山多少？俺们叫代表延民人路，听到这个民族的，你们觉得怎么样？咱们是贵州耶？丽江的干部对吗？对成都实施五年吗？在我们那我们我们，可能那乌帕乌尼路底下，咱们在在丽江那里别较别较多少吧？ မရဂန်ကြေးဝါမှာရှိတဲ့ပြည်သူဝိုင်းနေအိမ်နေပျက်စီးဆုံးရှုံးပြီးပြည်သူစုစုပေါင်း၁၈ဦးပွဲချင်းပြီးသေးပါတယ်ထိခိုက်ဒဏ်ရာရတာတွေလည်းအများကြီးပဲအသက်အန္တရာယ်ဆိုးရင်ရတဲ့ဒဏ်ရာရတဲ့သူတွေပါပါတယ်အချင်းနေဆက်လက်စောင့်ကြည့်နေရသေးပဲလက်ရှိတိုက်ဆုံသူတွေထဲမှာအသက်၅နှစ်အောက်ကလင်းငယ်၂ဦးနဲ့အမျိုးသမီးတွေလည်းပါတယ်လို့ဒီပဲညွန့်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်လက်တလုံးဒဏ်ရာရရှိသူအယောက်30ကျော်ရှိပြီတော့သေဆုံးသူအရေအတွက်ဒီထက်တိုးလာနိုင်တယ်လို့ပြောပါတယ် အကြမ်းဖက်ဆက်တက်ကရည်ရွယ်ချက်ရှိရှိနဲ့အများပြည်သူတွေနေထိုင်ရာကျေးရွာများအတွင်းကိုလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်တပ်ဖြတ်မှုများကိုဇက်တိုက်ပြစ်လို့ရရှိရာအများပြည်သူများအနေနဲ့လေကြောင်းအနေနဲ့အထူးယူဆိုင်နေထိုင်ကြပါရန်ဒီမင်းမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ